၈တောင်အရှောင်းမြန်မာပြည်ထက်ရင်းချင်းမှုဂုံတိတ်ခါကြီးတဲ့နိုင်ငံမရှိဘူးတပြည့်တော်နိုင်ငံကမငြင်းချင်းလို့တာတကယ်တမ်းငြင်းချင်းပြည်တော်နိုင်ငံမှာခီးသွားနဲ့လှုပ်ထားလို့ရတာကိုအများကြီးတကယ်တော့တပြည့်တော်နိုင်ငံခြားသွားလေပတ်စံနေအများကြီးကုန်တာဒီလိုတပြည့်စင်ကာပူသွားလေလာတယ်စင်ကာပူသွားလေတကဒီဘာမှရေရရမရှိဘူးတပြည့်တော်နိုင်ငံကြဒီလိုခံနာတဲ့ဟာရှိတမိုင်းတံဖိုးတင်ဒါတွေကတန်ကျစ်ဖြစ်လို့မရတန်ကျစ်ဖြစ်လို့မရ အဲ့တော့ဒီပြောလို့စာပေဆိုတဲ့ဟာကိုလာခဲ့ဖို့ကဒီပြောလို့နိုင်ငံကဘလောက်ခြီးခဲ့ပြီလဲလို့ပြောတာခနေ့အရှေ့တောင်အရှေ့နိုင်ငံတွေကိုကြည်မလေးရှားအခက်ရမရှိဘူးစင်ကာပူအခက်ရမရှိဘူးအင်ဒိုနီးရှားအခက်ရမရှိဘူးထိုင်းတို့မြန်မာတို့ရှိတယ်ထိုင်းတို့မြန်မာတို့ရှိတယ်ကာကြီးတို့ခါခွေးတို့ဆိုတော့ဒီပြောလို့ကရေးလိုက်တယ်တေခိတရားခိနဲ့ရေးတာရှော့တော့မတွေ့တယ်မြန်မာတွေကနော်အဲ့တော့ဒီပြောလို့ရာသာကုမာရကြောက်စားဆိုတာအားလုံးကြောက်ဘူးလားဗျာ စာဘာမျိုးနဲ့ရေးထားတယ်ပြောကြည့်ပါဦးဗျာမြန်မာမောပြူပါဠိပြူမောမြန်မာပါဠိလေးမျိုးနဲ့ရေးမထားဘူးလားအဲ့ဒါကပြူသာဆိုတာကစီယိုပလက်တီယံပြောခဲ့တာမြန်မာအချင်းချင်းပြောမြန်မာပညာရှင်တွေပြောတာမဟုတ်ဘူးပြင်သစ်ကပညာရှင်ကပြောတာမြန်မာပြည်ကိုကိုလိုနီနဲ့ချဲ့တဲ့ကအမျိုးသားရေးသိတဲ့တွေပါနှိမ်လို့ရအောင်ဖြီးလို့ရအောင်သမိုင်းကိုဖျက်ထားခဲ့သူတို့ရေးတဲ့အရေးတွေ ြူမမြန်မာပါဠိဆိုတာပြူစာမဟုတ်ဘူးရှေးဟောင်းမြန်မာသာရှေးဦးမြန်မာသာလို့ခေါ်တယ်ပြူဆိုတာမြန်မာပြီးမှပြူဆိုတာမြန်မာပဲပြူနဲ့မြန်မာနဲ့ဘာကြောင့်ခွဲလိုက်တော့လဲမြန်မာတွေကအနော်ထားခေတ်လောက်ရောက်မှာဟိုကြောက်ဆက်လွင်ပြင်းကြီးမှာဟိုမြန်မာရှေ့ရှေ့တောင်အရှေ့မြောက်ပိုင်းကနေမြင်းတွေစီးလာပြီးတော့လူရိုင်းတွေလူမျိုးတွေတက်ပြီးတော့မြန်မာရေလို့ဘရင်တွေနန်းဆိုင်တယ်ဆိုပြီးတော့အနော်ထားလက်ထက်လောက်မှာမြန်မာဆာတာတက်တက်ဖြတ်ခဲ့တာ တကောင်အမိယသာဆိုတာတတ်တက်မြန်မာတွေကဘုရားနဲ့အမျိုးတော်ရင်လို့ရေးထားတာပါလို့ဒီလိုပြောတဲ့ဂျေစုကဘလောက်ရိုင်းနေသော်ဟုတ်လားအဲ့လိုမျိုးတပည့်တော်တွေကခံခဲ့ရတာနော်ပြီးတော့ဘုန်းကြီးတွေကဘာသာရေးနဲ့လည်းမသိတမိုင်းဆိုတာလည်းမသိဆိုတဲ့အခါကျတော့တပည့်တော်တွေလူတွေဘလို့ဥဆောင်ဟုတ်လားဗျာနော်အဲ့ဒါတွေကတပည့်တော်အထောက်အထားတွေရှိပါတယ်တပည့်တော်တွေအဲ့လိုခံမှာခဲ့တဲ့ဟာဟန်လဲမှာလဲဟန်လဲမှာတင်ကြိုင်းကုန်းမှာရေးထားတဲ့ကြောက်စာတွေရှိတယ် ဆိုတော့ပြင်းတဲ့အခရာကိုသုံးနေပြီအခရာကိုသုံးနေပြီတပည့်တော်တို့ယဉ်ကျေးမှုဘလောက်မြင့်လဲဆိုတာပြောချင်တာကမ္ဘာမှာကနေနိုင်ငံပေါင်း198နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူးအကုန်လုံးကမင်းညမ်းပြီးရေးကြရတာတပည့်တော်တို့မြန်မာအခရာနှစ်2000ကျော်3000ဝန်းကျင်ရှိပြီကိုယ်အကိုသုံးလာတာကိုယ့်အခရာနဲ့ကိုအကိုအထီးကိုနဲ့ကိုခြေကန်းလောက်တဲ့နေမဟုတ်ဘူးအခရာအသာကိုယ့်အခရာနဲ့ကိုကိုယ်စကားအသံနဲ့ကိုဗျာအလွန်ယဉ်ကျေးမှုစင်တန်းမြင့်တဲ့နိုင်ငံကြီးတပည့်တော်တို့လက်ထက်ကြမှာအဖက်ဖက်ကအောက်ကြောက်ကြဖြစ်နေ ကဲအဲ့ဒါဆိုတော့ဒီတော့မြန်မာသားဘယ်ချိန်လောက်ကတီထွင်ခဲ့တာလဲနည်းနည်းလေးပြောကြည့်ပါအောင်ဗျအခုရှင်များတို့သိကြတယ်မြန်မာသားဘယ်ချိန်မှာတီထွင်တယ်လို့ယူဆလဲကြားဘူးလားဗျအဲမကြားဘူးဆိုဒီတော့ဘဟုသုတပြောတော့ပါမြန်မာသားဟာသရုတ်ထပကံလောက်မှာထွန်ကားလာတယ်တို့တော့အင်အားမကြီးသေးဘူးရှေးဤဖေပေါင်တင်ပြောတယ်မြန်မာစာပေတမိုင်းဆိုစာအုပ်ရှိတယ်ကြမ်းညွှန်းတာတော့ဗျာနော်မြန်မာစာပေတမိုင်းရှေးဤဖေပေါင်တင်ခရစ်ယာန်ကြီးနော် ဖြည့်ဆင်းဤဒါပေမဲ့အထသာလိနီနဲ့ဝိသုဒိမတ်ကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ကဘာအိုဘုရားဘာသာဖြန့်တာအဲ့ဒီဆရာကြီးအဲဒီမာခန္ဒဆရာဘရဲ့လေးသားတယ်ဒီဆရာကြီးဖေမောက်တယ်သူကတော့ခရစ်ယာန်ပဲကျေးဇူးများတယ်နော်တို့တော့အဲ့မြန်မာသားပေတမိုင်းမှာတော့သူကမြန်မာသားပေဟာရာသာကုမာရာကြောက်စာကိုကြည့်မယ်ဆိုရင်မြန်မာသားပေဟာဖွံ့ဖြိုးကြတာမကြသေးဘူးလို့ယူဆဆရာကြီးဖေမောက်တင်တို့ရဲ့တပည့်ဆရာမင်းသူဝင်တို့ကြတော့ဆရာစောကြီးတို့အုပ်စုကြတော့မြန်မာသားပေဟာစရုပ်ရပကံ အစောပိုင်းလောက်ကဖွံ့ဖြိုးခဲ့တယ်လို့ယူဆသူတို့အပိုင်းကိုကြည့်ပြတာဆိုတော့ရာသကုမာရကြောက်စာကိုကြည့်ရင်အဲ့မှာရေးတယ်ကြောက်စာအေးသားတွေကဝါကြတိဆောက်ဖို့နေတော်တော်ကောင်းနေဟုတ်လားအဲ့ဝါကြတိဆောက်ဖို့နေကိုကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်တရာနဲ့အထက်ကဖြစ်နိုင်တယ်လို့ဒီလိုမျိုးယူဆအဲ့တော့စာအုပ်ထုတ်ထက်ညွှန်ပါမယ်ဗျာတပြီးတော့စာပေအကြောင်းပြောတာဖြစ်တဲ့တယ်နော်စာအုပ်ညွှန်ပြီးပြောပါမယ်ဗျာယတစာပေအဖွင့်ဏီတံစာအုပ်ညွှန်တာပါယတစာပေအဖွင့်ဏီတံ ်ဇေကုချိုချိုကပြန်ထုတ်ပါတယ်ဆရာမင်းသူဝင်မှာအခုနကမြန်မာစာပေသမိုင်းအဲ့ဒါဆိုတော့ဒီမြန်မာစာပေကိုဗကံခစ်မှာပါဠိစာကတော့ဗကံခစ်ကသွားနေပြီဒီခစ်တရားနဲ့အာခေါင်းခဲ့တဲ့ပါဠိစာပြောချင်တာဖျားသာမြန်မာတွေရဲ့ဗဇက်ထွက်နှုတ်ဖြစ်တတတကဘာလုံးရှင်များတို့ကဘာလှည့်ပြီးတော့သင်နေတာတွေကဘာမှာလေ့တာဘူးပါပါနော်တကိုပီပီတန်းတန်းယွန်းနန္ဒာမြန်မာပဲရှိတယ် ပါဠိတော်အတန်ကာဆိုတဲ့ဟာကိုမြန်မာပဲပြည်ပသားသားယွနိုင်တယ်တာကိဝင်အနယ်တွေပဲဒီဒီတကလုံးကိုပြီးတယ်တကဘာလုံးမှာဘယ်နိုင်ငံမှမပြီးဘူးအဲ့ဒါဒီလိုပြည်ပသားသားရဲရဲကြီးတန်ကာလို့ထောက်ပါဗျာဆန်ကာဆိုပြီးတော့ကမ္ဘာနာမည်နဲ့လိုက်ပြီးတော့သူ့နေရာနဲ့တူဆိုတဲ့တမျိုးပေါ့ဗျာတချို့ကမြန်မာပြည်မှာလာပြီးဆန်ကာလို့ရှင်နေတာဒီတော့ကြိုက်ဘူးဟုတ်တော့မလားရှင်မြရဲ့ဆန်ကာတော့မပြီးလို့ရွတ်တာဗျာတန်ကာလို့တဆိုတဲ့အတန်ကိုဒန္တထံဗျာဟုတ်လားထံကရိုင်းပရဲ့ တပြည့်တို့ဒန်တထံတရားကိုပြီပြီးတန်းတသွားနဲ့တိပြီးတော့ထိပြီးတော့ရွတ်နိုင်တာမြန်မာပဲရှိတာကြီးမျိုးတွေမလို့ဒါကြောင့်ရဲရဲရွတ်ပါတန်ကားလို့ပဲရွတ်ပါဟုတ်ပြီလားနော်အဲ့တော့ကမွာလည်းပြီးပြီးသားသားဖတ်နိုင်တာတော့မြန်မာပဲရှိအလုံးမနဲ့ဂုံစရာကောင်းပါတယ်ဘာမှဂုံမငယ်ဘူးဗျအဲ့တော့ဘုရားရဲ့အမျိုးနေတွေဖြစ်တယ်ဒီပြည်တော်တို့အခုဆိုရင်နေပေါ်ပေါ့နေပေါ်နိုင်ငံတောင်ပိုင်းပေါ့အခုကပလိဝတ်ဒေဝဒဟဒေတာဝင်းကျင်မှာရှိတဲ့ထဲတဲ့ လူတွေတွေကဘုရားရဲ့အမျိုးအနွယ်တွေကသကလုံးပေါင်းတထောင်ကျော်ခုချိန်ဒီမြန်မာတွေနဲ့တူးနေတယ်။တပည့်တော်တို့ကမြန်မာသားပြည်ကိုစရုဒ္ဓပကံမှာဖွံ့ဖြိုးအောင်လုပ်တော့မယ်။အနော်ရတာကအဲ့ဒီအတွက်ပံ့ပိုးတယ်။စပိုးနီးလုတ်တဲ့ဘယင်တွေလိုတယ်ဗျ။သူ့ရဲ့ရှေ့စုတ်ကလေးကရှင်ဗျာမယားကိတ္တတွေနဲ့ပြာများနေရလေ။သူ့စုတ်ကလေးတို့အနော်ရတာတို့ရဲ့ဖိအေးကြတော့လဲတိတ်အတုံးမကြောက်ကံသားပိုင်းမှာထူးထူးချွတ်ချွတ်ဘယင်မဟုတ်ဘူးအဲ့မှာလေကိုးကွယ်မှုတွေလည်းယောဒီယောရာယဉ်ကျေးမှုတွေလည်းချွတ်ချွတ်ထူးထူးဟိန္ဒူတွေရောဗာတွေရောရှင်မြတ် အဲ့လိုမျိုးတွေကိုးကွယ်နေကြတာဆိုတဲ့အခါအနော်သားလက်ထိုက်ကြတော့တိုင်းပြည်တနိုင်ငံလုံးကိုတနိုင်ငံလုံးကိုစုစည်းတယ်တိုင်းရင်းသားလက်နက်ကိုင်တွေဝါတွေမထားဘူးအကုန်လုံးကို organize လုပ်တယ်ဒါကြောင့်ပထမမြန်မာနိုင်ငံတော်ဆိုတနိုင်ငံလုံးကိုစုစည်းတယ်စုစည်းပြီးတဲ့အခါကျတော့အဲ့ဒါဆိုမြန်မာတနိုင်ငံလုံးကိုလွှမ်းခြုံတဲ့ယုံသုံးစကားဆိုတာရှိရယုံသုံးစကားဆိုတာရှိရ legally ပေါ့ဗျာတရားဝင်ပေါ့အစိုးရရဲ့ယုံသုံးစကားဆိုတာရှိအဲ့ဒီအတွက်စကားတီထွင်တဲ့အခါမြန်မာသားပြည်ကိုဖွံ့ဖြိုးလာဖို့ ပံ့ပိုးတယ်ဒါကြောင့်အနော်ရဲရဲ့ပံ့ပိုးမှုတွေများပြမြန်မာသားပဲရာအရှိန်ကိုကောင်းလာအနော်ရဲထားရေခဲ့တဲ့ကြောက်စာပင်းဆက်ကလံမှာဗျာတပီတော့ဟိုနေရမှာတရားဟောခဲ့တယ်အဲ့မှာအခုကြောက်စာကြီးခွေနေရှိတယ်ပြီးတော့စာတွေကမတင်ကြတော့ငွေကြောက်စာကြီးရှိတယ်အဲ့ဒီကြောက်စာမြန်မာသားရေကြောက်စာအနော်ရဲထားကိုယ်တိုင်ရေခဲ့တဲ့ကြောက်စာ1969လောက်ကထင်တယ်ဒီတော့ခုနှစ်တက်ကြတဲ့မမသေးကြလို့ရေခဲ့တဲ့ကြောက်စာမြန်မာသားတွေဖွင့်ပြီးတော့လုံးမယ်ဆိုတော့မြန်မာသားတွေတက်တက်တင်အင်အားမရှိဘူး အခက်အားတွေမစုံဘူးအင်အားမရှိဘူးအဲ့ဒီတော့ဘာလုပ်လဲဆိုတော့အိန္ဒိယတောင်ပိုင်းရေထုံးဖြစ်တဲ့ဗြဟ္မီအခေယအာသောခကေဗုဒ္ဓခေကသုံးခဲ့တဲ့အခေယရှိတယ်။နောက်ပါဠိအခေယအဲ့ဒီထဲနေပြီးတော့ပါဠိအခေယနဲ့ဗြဟ္မီအခေယတွေကိုပေါင်းပြီးတော့မြန်မာသာပေကိုတီထွင်ခဲ့တယ်။အဲ့မှာတပည့်တော်ကပါဠိသာကနေမွေးသားထားတာမြန်မာသာဆိုတာဘယ်သာကိုမွေးသားထားတာဗျာ။ပါဠိသာကိုမွေးသားတယ်ပြည့်တော်စကလုံးလေးလုံးပြောမယ်ဝါသနာဝါသနာဆိုတာဘာလို့ဗျာ။မြန်မာလိုရှင်မြပြန်ရလို့သေးလား။ တန်းပြီးတော့ကိုနားလဲတာခေတ်ဆက်သက်တော့အဲ့ဒါမြန်မာစကားဟုတ်လားမဟုတ်ဘူးနော်ဝါသနာဆိုတာအလေးချင်းဟုတ်တယ်မလားနေ့စဉ်နေ့စဉ်ဆိုနေစာတူဝါဆိုတဲ့တရားတွေပြောင်းတော့တာရုပ်တို့နာမ်တို့ဟုတ်လားအများကြီးလေးတပြည့်တို့အဲ့လိုမျိုးစကားလုံးပေါင်း4000ကျော်ရှိမွေးသားထားတာစာအုပ်တို့ညွှန်ပါပါဗျာကိုယ်တိုင်ဖတ်ကြဗျာနော်ပါဠိတက်ပါဠိတက်ဟောတာပြီးတယ်အဲ့ဒါဒီပြည့်တို့ဆရာကြီးတကုံဦးထွန်းမြင့်ရေးပါတယ်စိတ်ကူးချိုချိုကထုတ် ပါဠိတက်ဟောတာပြီနဲ့သိကောင်းတာရှင်များတို့ဒီသာနဲ့ဘေးနဲ့တက်တက်တူတူလူလူတူတူလှုပ်ချင်တော့ဖတ်ထားကြဗျာအပြီးမဖတ်နိုင်တော့ဒါကိုကကျမ်းသာအနေနဲ့ရှိရဝါသကမှာဖတ်တာอืมကိုကကျမ်းသာအနေနဲ့တော့ပါဠိတက်ဩဟာရအပိဒံဥထုံးမြက်အကုန်ဥထုံးမြက်လူမိုက်ဆိုလျင်ရှောင်းသွေးလေလို့တော့ဆရာကြီးကကြပြလေးတွေကြပြတယ်ပဲကမလဲအဲ့ဒါကြီးရဲ့သူတေသနာကျင်ရင်တကယ်ခမ်းနာတာရက်ဆက်တယ်နော်ဆာမနာ900ကျော်လောက်ပါတယ်ဗျ တပည့်တော်ဒီမှာရှိတယ်နော်ပါဠိတော်ကဒီဒီဒီစာကြီးတိုင်းမှာလည်းတပည့်တော်ထည့်ပေးထားတယ်ရှင်များတို့စာကြီးတိုင်းမှာလည်းရှိနောက်တစ်ခုဝကြံဒီစာပေါ်နဲ့ပတ်သက်ပြီးတော့ခန်းခန်းနာနာသိဖို့လည်းလိုတယ်အဲ့ဒါဆိုရင်တပည့်တော်စာအုပ်တော့ညွှန်မယ်ဩရထပကသနီဒုတိယကျောအောင်စာတားဆရာတော်ဖျားကြီးရေးတယ်စေကုချူချူကထုတ်တယ်ဩဟာရထပကသနီဩရထပကသနီအဲ့ဒါတော့ဝကြံဒီစာပေါ်စန်တက်စ်ဒီစာပေါ် မြန်မာတွေရဲ့ဝါကြတိသောပုံတွေကိုခေဆက်ဆက်ဝါကြတိသောပုံတွေနဲ့ပါနေတဲ့ပတ်သက်ပြီးတော့တရာသီကန်းတွေပါလိပြောကောင်းကောင်းရတာပေါ့ဗျာအားရအားနော်ဘောဟာရထပကသနီဖြတ်ဘောဟာရထပကနေဒုတိယကျောင်းဆန္ဒဆရာတော်ဖြာကြီးတွေဒုတိယကျောင်းဆန္ဒဆရာဒီလိုအခုသခိုင်းမဟာကဏ္ဍကိုဖြာနော်ဒီခုတာမျိုးမဟာကဏ္ဍကိုဝန်ခံနေလေဒီဘက်ကရက်ကအဲ့ဒါဒုတိယကျောင်းဆန္ဒဆရာတော်ဖြာကြီးကျောင်းဖြာအဲ့ဒါဟောရတာကလည်းနောက်တစ်ခုတစ်ခါတည်းညွှန်လိုက်မယ်ဗျ။ဩဟာရ လီနထပကတတိဒါကလှေသွင်းသွင်းမင်းကြီးရေးတယ်။အဲ့ဒီမှာတော့ဘာပြောမလဲဆိုတော့ယောက်ျားဘာကြောင့်ယောက်ျားခေါ်တယ်။မိန်းမဘာကြောင့်မိန်းမခေါ်တယ်။အသင်မောတိမလကတိဘလို့ဆင်းသက်လာ။အဲ့ဒီစကလုံးနဲ့ဆင်းသက်လာပုံရေးထားသိကောင်းလား။လှေသွင်းသွင်းမင်းကြီးရေးတယ်ဗျ။ဩဟာရလီနထပကတိအဲခုနဩဟာရထပကတိခုကဩဟာရလီနထပကတိလီနထပကတိနော်အဲ့ဒါ လေသင်းတွင်းဝင်ကြီးရေတဲ့ဗျလေသင်းတွင်းဝင်ကြီးဆိုရအဲ့ဒါလေစေကုချူချူကထုတ်တန်းရိုက်ပါလေကျေသူများလေအဲ့ဒီစာအုပ်တွေကလေတကယ်ဖတ်စီခြင်းတဲ့စာအုပ်တွေလေသင်းတွင်းဝင်ကြီးရေတဲ့ဗျာကြီးကဗန္လာတိယပြုရေးတဲ့ပုံကိုဗျာမောင်းတောင်ကမောင်းတောင်ကပိုးဝေးသွားလိမ့်မယ်မောင်းတောင်ဆိုရလဲဘယ်နဲ့ကြောင်မသိဗန္လာတိယပြုဘာကြောင်မသိဘူးဖြစ်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီတိုင်းတာပတ်ထားကြဗျာဟုတ်လားနော်အဲ့ဒါစိတ်ကူးချက်ချူက ဟုတ်ပါတယ်ပြန်ရိုက်တယ်ကျေးဇူးများတယ်အဲ့ဒါတွေကဟိုခစ်လူငယ်တွေဖတ်မှကြမ်းနေမဟုတ်ဘူးဒါပေမဲ့အခုခစ်မီဆိုင်ရသာသားနေတဲ့တေချာအပေါင်းကောင်းဘောင်းနဲ့ကြာနာထုတ်တော့ဩတပည့်တော်တို့တကယ်တမိုင်းမှာဒါတကယ်ကြီးဦးစန်းထွန်းဦးစန်းထွန်းတင်နေနော်ရှေကူးချူရတကယ်ကြီးဒါကြတော့လေကျေးဇူးများတယ်တကယ်ခံထားတဲ့ကြမ်းကြီးတွေလေလူတိတ်မဖတ်ဘူးဒါပေမဲ့တပည့်တော်တို့စာသမားပေသမားကြအဲ့ဒါမရှိလို့မရဘာဖြစ်လို့ဆိုတော့ ကိုကလူ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 ပြောတော့မှစာနဲ့ပင်နဲ့ပြောမယ်ဆိုစာကြီးပေကြီးကကိုင်းထားတယ်။ကိုင်းဟုတ်ပြီအဲ့ဒါဆိုရင်ရှင်များတို့အဲ့ဒါတွေဖတ်လိုက်ရင်ဝေါ်ရာတွေနဲ့ပတ်သက်ပြီးတော့ဝကြတွေတိစားပုံနဲ့ပတ်သက်ပြီးတော့စကလုံးတွေအဲဆင့်သက်လာပုံတွေဒါအများကြီးရတယ်။ခုနညမသာပေတပိုင်းလည်းပတ်ပြီးဖြာနော်။မှတ်ပြီလားဗျ။ဆိုလိုချင်တာကဒီပြောလို့ဒီစာစာကနေပေဆိုတဲ့ဒီကိုရောက်လာဘူးကဘလောက်ကြာသွားလဲ။ဒီလိုအခုလာပြီနော်။သရုပ်တပကံကနေစလိုက်ဗျာ။အနောရထား ဲခေဦးစလိုက်ဗျာเนาะအနော်ဒါခေဦးလောက်ကနေစလိုက်ဗျာเนาะ1044ပေါ့ဗျာတကယ်တည်း1044ပေါ့တော့လွန်ခဲ့တဲ့နှစ်ပေါင်း980အဲ990ဝန်းကျင်လောက်ကပေါ့980ကျော်ကိုက990ဝန်းကျင်လောက်စလိုက်အဲ့ဒီကနေဗကံခေတက်ချောင်းလို့ဖြတ်လာတာကျန်စစ်သားရိတ်နောက်ကျန်စစ်သားရဲ့နောက်ဆွန်နေပင်တမင်းမှမရှိတော့အလောင်းစီတူထီရတော့မဆိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ तू ကလည်းဘုံကံသူ့ရဲ့ဘုံကံကိုပဲ तू ကဂုံဖောနေတာ တက်တက်တူတူလှုပ်ခဲတဲ့ဟာတွေကနေတယ်။သွမ်းတောင်ကြတယ်။အလောင်းစီတူကြတော့ဟော သူသူသားပြန်တက်ခံရတယ်ကဲ။သူသားပြန်တက်ခံရတယ်ကဲ။အဲ့လိုနဲ့တက်လာလိုက်တာရှင်မြတ်ပကံမှာဆောမွန်နဲ့တက်ပြုတ်ရောပကံကုန်ရောပကံကုန်တော့အင်းဝလာမှာဗျာ။အဲ့ဒီကြတော့ရှင်မြတ်တို့စာနော်စာလာခဲ့တော့နော်မင်းဆက်ဆက်သုံးသက်ဖြတ်သွားပြီနော်။ဖြတ်ပြီးတော့အင်းဝခေအလေအလေလောက်လောက်ရောက်လာမှဒေဝရတို့ရူတွေပေါ်လာတယ်။ပေလေးပင် ရှင်လေးပါအဲဘုန်းကြီးတွေဒါသိတယ်ကန်ပြောဗေလိဝင်ရှင်လေးပါပြောကြပါဗျာရှင်ဥဒ္ဓမကျော်ရှင်မာတိလေဝင်သာရှင်အုံးညိုရှင်ခေမာရှင်မာရထသာရပါဘူးရသူကနန်းနွေးကဘုန်းကြီးခစ်တော့ခက်ပြိုင်ဗေလိဝင်ရှင်လေးပါတဲ့မှာရှင်မာရထသာရမပါဘူး ရှင်မသီလဝင်သာရှင်ဟုံးညိုရှင်ခေမာရှင်ဥဒ္ဓမကျော်အဲ့ဒီ၄ပါးကပေလိမ့်မယ်ရှင်၄ပါးပဲမကွေတောင်တွင်းကြီးမြို့လူလင် နားတယ်ရှင်ဥဒ္ဓမကျော်သူရေးခဲ့တဲ့ကျမ်းတကျမ်းမယ်သူတကျမ်းနဲ့ပေါက်သွားတာဘာကျမ်းလုံးကြာဘာကျမ်းမလဲကာရာ60ပြိုကာရာ60ပြိုဟုတ်လားဒီဒီဒီကျမ်းမယ်နော်